တော်လာပြီသွားတော့နေကြလာပါကျွန်တော်တည်င်းနဲ့အထွေထွေဆိုတဲ့ channel လေးကနေမိဘပြည်သူတွေကိုပြန်လဲကြိုးပြလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့မိဘပြည်သူတွေပြောပြချင်တာကတော့ကျွန်တော်တို့ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခတွေများနေရွှေပြောင်းအလုပ်တော်များအလုပ်သမားများအရေးကိုပူပေါင်းဆောင်ရွက်ရတောင်ကိုရီးယားလွှတ်တော်အမတ်များနေဆီယာပြည်တို့တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့တည်င်းလေးတက်ပါတယ်ကျွန်တော်တို့မလ၈ရက်နေ့ကထိုင်းနိုင်ငံရောက်မြန်မာဒုက္ခတွေများနေမြန်မာရွှေပြောင်းအလုပ်သမားများအရေးပူပေါင်းဆောင်ရွက်နိုင်ရတဲ့ ် CRPA နဲ့အယွင်းကြီးတာဝန်ရှိသူများကတောင်ကိုရီးယားလွှတ်တော်အမတ်ဂန်ယင်လီနဲ့အွန်လိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းကျွန်တော်တို့သိရပါတယ်။မလ9ရက်နေ့ကပြည်တော်စုလွှတ်တော်ကိုစားသူကော်မတီအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနဲ့တောင်ကိုရီးယားလွှတ်တော်အမတ်ဂန်ယင်လီတို့နဲ့အွန်လိုင်းမှာတဆင့်တွေ့ဆုံပြီးတော့ထိုင်းနိုင်ငံတို့ကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေတော့မြန်မာဒုက္ခသည်များနဲ့မြန်မာရှစ်ပြောင်းလို့သမားများအရေးဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက်ဆွေးနွေးခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ် ပြည်စုံဆွေးနွေးပွဲနဲ့ဇန်နဝါရီလ30ရက်နေ့ကပူးပေါင်းကျင်းပခဲ့ပြီးတော့မဲဆောက်ရှိမြန်မာဒုက္ခသည်များအတွက်အခွင့်အရေးစီးပွားရေးအခွင့်အလမ်းများနဲ့မြင့်တင်ပေးကိုရီးယားထိုင်းမြန်မာကမ္ဘာလုံးဆိုင်ရာပွင့်ရန်အပေါ်အာတကျက်အာဏာကျက်များဆွေးနွေးသုံးသပ်ခက်ကရင်းအစီအစီအစဉ်ရဆက်လက်လှုပ်ဆောင်တင့်နေများကိုတက်ရောက်လာကြသူများကအကြံပြုဆွေးနွေးခဲ့ကြတယ်လို့ကျွန်တော်သိရပါတယ်။ထို့ပြင်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်ကော်မတီအလို့သမားရေးရာ ကော်မတီဥက္ကဋ္ဌဦးဥက္ကာမင်းမြို့သားညို့ရီအစိုးရလုံတမဝင်ကြီးဌာနဒုတိယဝင်ကြီးဦးကျော်နေနဲ့တာဝန်ရှိသူများကထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့်မြန်မာဒုက္ခသည်များနှင့်မြန်မာရွှေပြောင်းလို့တမားများ၏အကက်ခဲများနှင့်လိုအပ်ချက်များကိုထိုင်းနိုင်ငံအတွင်းအထောက်အထားရရှိနိုင်ရေးနှင့်ရည်တည်နိုင်ရေးအကက်ခဲများထိုင်းနိုင်ငံကဖမ်းဆီးထိန်းသိမ်းခံရသူများအားစစ်ကောင်စီထံအံ့နံနေခြင်းရှင်တို့အားအချက်ပဲစိုးစု၏အာရမစစ်မှုထမ်းစေခံရခြင်းကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြောင်းကျွန်တော်တို့သိရပါတယ် အလားတူပဲထိုင်းနိုင်ငံရောက်မြန်မာလူမျိုးမျိုးဆက်တဲ့လူငယ်များပညာဆက်တင်နိုင်ကြရေးနေအတွက်တွေးကြုံနေရသည့်အခက်အခဲများကိုဆင်းရွှေဖလှယ်ခဲ့ကြပြီးတော့အကူအညီလိုအပ်နေတဲ့မြန်မာပြည်သူများအတွက်တောင်ဝရီးယားထိုင်းနိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်းအဝန်းကလည်းကူညီပံ့ပိုးပေးမှုအားကောင်းလာစေရန်ပူးပေါင်းဆောင်ရွက်ပေးရန်တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုပြည်တော်စုလွတ်တော်ကိုယ်စားလှယ်ကော်မတီမှအဖွဲ့ဝင်များ၊လုံတမားရေးရာကော်မတီမှဥက္ကဋ္ဌအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ အမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝင်ကြီးဌာနဒုတိယဝင်ကြီးတွေတာဝန်ရှိသူများအမျိုးသားညီညွတ်ရေးအစိုးရတောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးအဖွဲ့များနဲ့နေဆက်အခြေသူရွှေ့ပြောင်းနေထိုင်သူများအရေးကူညီဆောင်ရွက်ပေးနေသောအဖွဲ့အစည်းများမှတာဝန်ရှိသူများတောင်ကိုရီးယား၏လူမှုအဖွဲ့ကြီးများနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းပြည်တော်စုလွတ်တယ်လွတ်တော်ကိုစားပြုကော်မတီကထုတ်ပြန်ထားတာကိုကျွန်တော်တို့သိရှိရပါတယ်ဗျနောက်ပြီးတော့ဒါလေးကလည်းကျွန်တော်တို့ Facebook တို့လား YouTube တို့ ် online ပေါ်မှာပြန့်နေတဲ့ရှမ်းမြောက်နယ်မြေအငင်းပွားမှုဒုဒုတဘောကိုခံယူမယ်ဆိုပြီးတော့ KIA ရပြောလိုက်ပါတယ်။ကျွန်တော် ARD ARD တရင်ကြဌာနမှာမလာရှိရတဲ့2025တင်ထားတာတွေ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေတာအတွဲမှာနယ်မြေအငင်းပွားမှုတွေနဲ့အောက်ခြေတပ်ဖွဲ့ဝင်များကြားပဋိပက္ခများပတ်သက်ပြီးတော့ဒေတာကလူတို့ဤနော်သဘောထားရယူပါဆုံးဖြတ်ဆောင်ရွက်သွားပြီဖြစ်ကြောင်းကချင်လူမျိုးရေးကောင်စီ KIC ဒုဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး နော်ဂုံမော်ကနေပြီးတော့လူမှုကွန်ရက်စာမျက်နှာကနေယနေ့ထုတ်ပေါ်ပြောဆိုလာတာကိုတွေ့ရပါတယ်။၎င်းကရှမ်းပြည်နယ်လူမှုနဲ့ဒီကြားတွေကအစည်းအဝေးလုပ်မယ်။ဒီလူမှုရဲ့သဘောထားရယူပြီးမှဆုံးဖြတ်ချက်ချနိုင်မယ်လို့ထင်ပါတယ်လို့သူ့အနေနဲ့ပြောပါတယ်။ယမနေ့ညနေပိုင်းကကုတ်ခိုင်မြို့နယ်ပေါ်အခြေစိုက်ထားသည့်ကချင်လူမျိုးရေးအဖွဲ့ KIO ဆက်ဆံရေးယုံ KIO လက်အောက်ခံဒေသကာကွယ်ရေးအဖွဲ့တို့၏နေရာတောင်မျိုးသားလူမျိုးရေးတပ်မတော် TNA အင်အားအလုံးသုံးအင်အားအလုံးရင်းနဲ့ဆင်းနေပြီးတော့ တပ်ဖွဲ့ဝင်20ဦးကဖမ်းဆီးကကြံရင်ထိန်းချုပ်ရနတ်ဘက်ကဘက်သို့ပို့ဆောင်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကလည်းမန္တုံမြို့နယ်မမော့ရွာရှိကြံရင်တိုက်နယ်ရုံးက TNA တပ်ဖွဲ့ဝင်များစီးနှင်းကရိုက်နှစ်ထိုးခြင်းမှုများကြောင့်ကြံရင်တပ်သား12ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တရားရင်တရားနယ်အနေဖြင့်၎င်းတို့ထိန်းချုပ်ဒေသအတွင်းကြံရည်ဆက်ဆံရေးရုံးများတရှိလိုပါက၎င်းတို့ထံစာတင်ပြရန်နှင့်ဆက်လက်နေထိုင်ပါကလည်းစစ်ဝတ်ဆုံစစ်ပစ္စည်းများမဝတ်ဆင်ပဲ အယက်တာဝစ်ဆောင်ပြစ်တာနေထိုင်ရန်တောင်းဆိုအကြောင်းကြားပြီးဖြစ်တော်လဲလိုက်နာခြင်းမရှိသည့်အတွက်ဖယ်ရှားဆောင်ရွက်ရခြင်းဖြစ်တယ်လို့တရားနယ်ရပြောရေးဆိုရင်းရှိသူလွေရည်ဦးကပြောပါ၎င်းကနော်ကျမတို့ကြံရည်စာပို့ပြီးသားဖြစ်ပါတယ်တဲ့အထူးသဖြင့်ကျမတို့ထိန်းချုပ်ထားတဲ့ဒေတာမှာစစ်လက်နက်နဲ့စစ်တစားတွေတုံးပြီးတော့မှဝင်ရောက်တာမျိုးခိတ်ချတာမျိုးမလုပ်ဆောင်ဘူးကျမတို့အချိန်ချင်းတတိပေးပြီးသားပါတဲ့စာပို့ပြီးသားလည်းဖြစ်ပါတယ်တကယ်လို့ဆက်ရှိ ဆက်ရှိတယ်ဆိုရှိရင်ကျမတို့ကလည်းဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သူကပြောပါတယ်။ဟို KYA နဲ့ DNA နှစ်ဖက်တာဝန်ရှိသူများကတော့မဟာမိတ်တပ်ဖွဲ့ဝင်များအကြမြေမြေပြင်ပို့တိုက်မှုများပြည်ပခများပုံမမကြီးထွားစေရန်အတွက်ထိန်းချုပ်ထိထိန်တင်းတိန်နဲ့လှုပ်ဆောင်ကြရန်တတိပေးကြိုးဆိုမှုများလည်းရှိနေတယ်လို့ကျွန်တော်တို့သိရပါတယ်မြေပြင်တပ်ဖွဲ့ဝင်များအချင်းရိုင်းနဲ့ထိုးကျိတ်တဲ့ဒီနေမြေငင်းပွားမှုပြည်ပခမှာမကြကနဖြစ်ပေါ်လျက်ရှိပြီးတော့ထိုပြည်ပခများကြောင့်ရှမ်းမြောက်ဒေသများမှာလူမျိုးရေး နော်စိုးရင်ကြာနော်အကြောင်းအရာတွေဖြစ်လာတယ်လို့ကျွန်တော်တို့သိရပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းဒေသအချို့မှာရခိုင်ကားတဲ့ KIA တက်ရင်တက်ဖွဲ့များအခြေစိုက်လှုပ်ရှားမှုမရှိခဲ့မှုရှိခဲ့ပြီးတော့တစ်တုံညာနှစ်ခုဆစ်စင်ရေနောက်ပိုင်းမှာရှမ်းမြောက်ဒေသနော်ဒါရှမ်းမြောက်ရှမ်းမြောက်ဒေသမျိုးရွာများအားလုံးတိတ်ပိတ်ထင်းထုံနိုင်ခဲ့သည့် DNA MND တက်များနဲ့နင်းပြင်းကြီးပွားမှုများဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ ဒီတပ်ပုံကတော့ကချင်လူမျိုးရေးကောင်စီ KIC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂုံးမော်ဖြစ်ပါတယ်ဗျအားလုံးပဲကျွန်တော်ဒီနေရာလေးမှာပဲတတိယနဲ့အထွေထွေဆိုတဲ့ဟာလေးကိုညနာဝင်ပြပြအောင်လို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံပါတယ်ဗျ